ဒီနေ့ရတော့ကျွန်တော်တို့သွားကျမ်းမာရေးအကြောင်းလေးဒီနေ့တရက်ခဏနားပါမယ်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ gland တွေပေါ့ကျွန်တော်တို့ရဲ့ gland တွေကနေ့စဉ်ကျွန်တော်တို့ဟော်မုန်းတွေအမျိုးမျိုးထုတ်နေတာကျွန်တော်တို့နေ့စဉ်လူနေမှုဘဝကျွန်တော်တို့နေ့စဉ်လှုပ်ရှားဖို့အတွက်ကိုဟော်မုန်းတွေအများကြီးအမျိုးမျိုးထုတ်ပြီးတော့ကျွန်တော်တို့ကလှုပ်ရှားနေကြတာပေါ့နော်အဲ့ဒီထဲရမှာကျွန်တော်တို့ပျော်ရွှင်စေတဲ့ဟော်မုန်းလေးတွေရဲ့အကြောင်းနဲ့ ဒီပျော်ရွှင်စေတဲ့ဟော်မုန်းလေးတွေထွက်အောင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတဲ့နီးလန်းလေးတွေအကြောင်းကိုညွှန်ဝေပြီးမှာပါအဲ့တော့သွားကျမ်းမာရေးအကြောင်းတော့ကျွန်တော်နောက်ရမှဆက်ပြောကြမယ်เนาะဒီနေ့ကတော့ကျွန်တော်တို့ဒီပျော်ရွှင်စေတဲ့ဟော်မုန်းအကြောင်းလေးတွေကိုကျွန်တော်ညွှန်ဝေပြီးပါမယ်အဲ့တော့ကျွန်တော်တို့ကပျော်ရွှင်စေတဲ့ဟော်မုန်းတွေကဘာတွေရှိတာလဲအာကျွန်တော်တို့လူသိအများဆုံးတော့ဒိုပမင်းပေါ့ဒါမှရှိသေးတယ်ဒိုပမင်းကျွန်တော်တို့ဆီရိုတိုနင်အောက်ဆီတိုဆင် anthropin ဆိုပြီးတော့ပျော်ရွှင်စေတဲ့ဟော်မုန်းက happy ဟော်မုန်းလို့ခေါ်တဲ့ဟော်မုန်းက၄ခုရှိတယ်တကယ်ကအဲ့တော့ကျွန်တော်တို့ကလူသိအများဆုံးကတော့ကျွန်တော်တို့ကဒိုပမင်းပေါ့အဲ့တော့ဒိုပမင်းအကြောင်းလေးကိုကျွန်တော်အရင်ပြောပြပေးမယ်ပေါ့နော်ဒိုပမင်းကတော့ကျွန်တော်တို့က fico ဟော်မုန်းလို့ခေါ်တယ်ကျွန်တော်တို့ရဲ့စိတ်ကိုဒါလုံးဝပျော်ရွှင်စေတဲ့ဟော်မုန်းတစ်ခုပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒိုပမင်းမှာအဲ့ကျွန်တော်တို့က serotonin ကြတော့ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဒီစိတ်ခံစားမှုကိုကောင်းစေတဲ့အပြင်ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ကျွန်တော်တို့အိတ်တာအစာစားတာအစာချေတာဒီစနစ်ထဲမှာလှုပ်ရှားနေရတဲ့ဟော်မုန်းပေါ့အဲ့တော့ဒါအပြင်ကျွန်တော်တို့ရဲ့ memory တွေမှတ်ညံစွမ်းအားတွေကျွန်တော်တို့ပြီးတော့နောက်ထပ် learning လို့ခေါ်တဲ့သင်ယူစွမ်းအားတွေကိုမြင့်တင်ဖို့အတွက်က serotonin ကကျွန်တော်တို့ကိုလှုပ်ဆောင်ပေးနေတာဒါ serotonin ကကျွန်တော်တို့ ဒါပျော်ရွှင်နေတဲ့ဟော်မုန်းပျော်ရွှင်စေတဲ့ဟော်မုန်းနံပါတ်1ထဲမှာပါတယ်နံပါတ်3ဟော်မုန်းကတော့ကျွန်တော်ကအောက်ဆီတိုဆင်လို့ခေါ်တယ်အောက်ဆီတိုဆင်ကတော့ကျွန်တော်ကလက်ဟော်မုန်းလို့ခေါ်တယ်ဒါကကျွန်တော်တို့ကိုဝင်ဆောင်မိခင်တွေကျွန်တော်တို့မိဖွားခံနီးမှာထွက်လာတဲ့ဟော်မုန်းပေါ့လွယ်တူပြောရရင်တော့တကယ်ကတော့ဘာကြောင့်ထွက်ကလဲဘာကြောင့်ထွက်ကလဲဆိုတော့မိခင်နဲ့ကလေးကိုတန်ရောစင်ဖြစ်အောင် လှုပ်ပေးနိုင်တဲ့ချစ်ချင်းမေတ္တာဟော်မုန်းလို့လည်းခေါ်တယ်။အဲ့တော့ကျွန်တော်တို့ကဒီလက်ဟော်မုန်းမှာဘာတွေဆက်ဆက်မှုရှိပြီလဲဆိုတော့ကျွန်တော်တို့မိဘနဲ့တာသမီတန်ရောစဉ်တွေပြီးတော့ကျွန်တော်တို့လူတစ်ယောက်နဲ့တစ်ယောက်ဒါချစ်ချင်းမေတ္တာဖြစ်စေတဲ့ဟော်မုန်းပေါ့ဒါကကျွန်တော်တို့ကလက်ဟော်မုန်းအောက်ဆီတိုဆင်လို့ခေါ်ပါတယ်နောက်ဆုံးဟော်မုန်း happy ဟော်မုန်းလေးရတော့ကျွန်တော်တို့က androgen ဟော်မုန်းလို့ခေါ်တာပေါ့နော်ဒီ androgen ဟော်မုန်းကကျွန်တော်တို့ စိတ်မတက်မတာဖြစ်တာနဲ့နေမကောင်းဖြစ်တာကိုတက်တာစေတဲ့ဟော်မုန်းပေါ့ဒါကတော့ကျွန်တော်တို့က anthropin ဟော်မုန်းပါခုနကတော့ကျွန်တော်ပြောပြထားတာကတော့ပျော်ရွှင်စေတဲ့ဟော်မုန်းလေးတွေရဲ့အကြောင်းပေါ့နော်အခုကတော့ကျွန်တော်တို့ပျော်ရွှင်စေတဲ့ဟော်မုန်းလေးတွေကိုထွက်လာအောင်ဘလို့လုံလို့ရမလဲဆိုတဲ့နီလန်းလေးတွေကိုကျွန်တော်မျှဝေပေးပါမယ်နံပါတ်၁ကတော့ကျွန်တော်တို့က၄ချိန်ခန်းလောက်ပါ၄ချိန်ခန်းလောက်ပါတဲ့၄ချိန်ခန်းလောက်ချင်းကကျွန်တော်တို့က ဒိုပမင်းရဲ့ကျွန်တော်တို့စီရိုတိုနင်ရဲ့အန်ထရိုဖင်ဟော်မုန်းကိုထွက်စေတယ်။အဲ့တော့ကျွန်တော်တို့ကဒိုပမင်းကပျော်စေတာရဲ့ကျွန်တော်တို့ခုနကစီရိုတိုနင်ကြတော့ကျွန်တော်တို့ရဲ့ဒီ8ချိန်စားချိန်တွေဒါမှန်လာမယ်လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့်နောက်တစ်ခုကအန်ထရိုဖင်ကတော့ကျွန်တော်တို့ကစိတ်မသက်သာတာစိတ်မသက်မသာဖြစ်တာကိုပျောက်စေတယ်။ဒါကတော့ကျွန်တော်တို့ကဒီလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့်ထွက်စေတဲ့ဟော်မုန်းပေါ့။အဲ့တော့ကျွန်တော်တို့ကယောဂဆော့ရင်ကျွန်တော်အောက်ဆီတိုဆင်ဟော်မုန်းပါထပ်ထွက်စေတယ် အဲ့တော့ကျွန်တော်တို့ကဒီလေးကျင့်ခန်းလှုပ်ခြင်းအဖြစ်တကယ်ပြောရရင် လေးကျင့်ခန်းလှုပ်ခြင်းအဖြစ်ဟော်မုန်း၄ခုလုံးထွက်နိုင်တယ် happy ဟော်မုန်းဒီပျော်ရွှင်စေတဲ့ဟော်မုန်း၄ခုလုံးထွက်နိုင်တာကဒီလေးကျင့်ခန်းလှုပ်တာတစ်ခုပဲရှိတယ်တကယ်ပြောရရင် လေးကျင့်ခန်းလှုပ်တာရောဒီဂျင်ဆော့တာရောကျွန်တော်တို့ယောဂပါသွဲရင်ဟော်မုန်းဒီ happy ဟော်မုန်း၄ခုလုံးကျွန်တော်တို့ထွက်နိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကလေးကျင့်ခန်းလှုပ်တာကတကယ်ပြောရရင်ကျွန်တော်တို့ကျန်းမာရေးအတွက်ကော ီစိတ်ပိုင်းဆိုင်ရာအတွက်ကောဒါအကောင်ဆုံးပဲဒါကတော့ကျွန်တော်တို့ကနံပါတ်၁ကလေးကျင်ခံလောက်ပါတဲ့နံပါတ်၂ကတော့ကျွန်တော်တို့ကအပြင်ထွက်ပါပေါ့နော်အပြင်ထွက်ပါဆိုတာကျွန်တော်တို့လေကောင်းလေတန်းရှူတာကျွန်တော်မနဲ့နေအောင်ကြည်လေးထိပေးတာအဲအဓိကတော့ကျွန်တော်တို့ဟိုလေကောင်းလေတန်းရှူတာမှာကျွန်တော်တို့ကခုနတချို့ကြတော့ဟိုဟိုတဘာဝလေကောင်းလေတန်းရတာရှိရတချို့ကြတော့ကျွန်တော်တို့ကမ်းခြေမှာသွားပြီးတော့လေကောင်းလေတန်းရှူတာရှိမယ် အဲတချို့ကြတော့တောင်တက်မယ်ဒါအပြင်ထွက်တာပဲပေါ့နော်အဲ့တော့ကိုစိတ်ပါရပေါ့အဓိကတော့အပြင်ထွက်လိုက်ပြီဆိုရင်ကျွန်တော်နေအောင်ကြီးထိတာနဲ့ကိုထုံးစံကကျွန်တော်တို့ကဒိုပမင်းဟော်မုန်းစထွက်တယ်ဒိုပမင်းဟော်မုန်းနဲ့ကျွန်တော်တို့ကစီရိုတိုနင်ဟော်မုန်းဒီနှစ်ခုကိုကျွန်တော်တို့ထွက်စေတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီအပြင်ထွက်တာကလည်းကျွန်တော်တို့ဒီ happy hormone ထွက်စေတဲ့နီလန်းတစ်ခုထဲမှာအပါဝင်မယ်ဒါကတော့နမက်နေ့အချက်အပြင်ထွက်ပါပေါ့နော် နံပါတ်3ကတော့ကျွန်တော်တို့ကမိသားစုနဲ့တငယ်ချင်းမိတ်ဆွေတွေကိုတဲ့အချိန်ပေးပါဗောအချိန်ပေးပါဒါအပြင်သူကများများရည်ပါဗောတို့နဲ့တွေ့ရင်ဒါဘာကိုပြောတာလဲဆိုတော့သူကများများရည်တယ်ပြီးတော့သူကဒါခုနကကျွန်တော်တို့တငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့တယ်ဆိုရင်ဒါမိသားစုနဲ့တွေ့တယ်ဆိုတော့ဒါဘာကိုထွက်စီတာလဲဆိုတော့ကျွန်တော်တို့ကအောက်ဆီတိုဆင်ဟော်မုန်းကိုထွက်စီတယ်ဒါလည်းကျွန်တော်တို့ကဒါကျန်းမာရေးအတွက်တစ်ခုတည်းမှာအပါအဝင်ပဲဒါကတော့ကျွန်တော်တို့ကဒီ မိသားစုမိတ်ဆွေတင်မိတ်ဆိုမိသားစုမိတ်ဆွေကိုအချိန်ပေးမယ်မြန်များရည်မယ်ပေါ့နော်နောက်ထပ်နံပါတ်၄အချက်ကတော့ပွေဖက်ပါတဲ့ဒါတငယ်ချင်းတွေသူ့ရင်ပွေဖက်လိုက်တာမျိုးဒါဒါဆိုရင်လည်းကျွန်တော်တို့ကအောက်ဆီတိုဆင်ဟော်မုန်းကိုထွက်စေတယ်နံပါတ်၅အချက်ကတော့ကျွန်တော်တို့အရတာရှိတာစားပါတဲ့အဲ့တော့လူတစ်ယောက်ကကျွန်တော်တို့ကိုစားခြင်းနဲ့အရာကိုမတခါလေကိုစားခြင်းနဲ့အရာတာမျိုးကိုစားခြင်းနဲ့အရာကိုစားလိုက်ရရင် စိတ်ပျော်ရွှင်သွားတာမျိုးကြုံပြီးကြမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ကကိုစားခြင်းနဲ့အရာကိုစားလိုက်ရရင်လေကျွန်တော်တို့က happy hormone ထွက်တယ်ပျော်ရွှင်သေးတဲ့ hormone ထွက်တယ်ဘာထွက်လဲဆိုတော့ကျွန်တော်တို့က dopamine နဲ့ကျွန်တော်တို့ serotonin hormone ကိုထွက်စေတယ်နောက်တစ်ခုကကျွန်တော်တို့အိတ်ချိန်အေးရွာအောင်အိတ်ပါတဲ့ကျွန်တော်နံပါတ်6ချက်ကတော့အေးရွာအောင်အိတ်တာတနေ့ကိုအနည်းဆုံးကျွန်တော်တို့က9နာရီကနေ10နာရီ အသွင်9နာရီ10နာရီရအောင်အိပ်ပေးရင်ကျွန်တော်တို့ကစီရိုတိုနင်ဟော်မုန်းကိုကောင်းကောင်းဖတ်စေတယ်အဲ့တော့ကျွန်တော်တို့ကဒါအပြင်ကျွန်တော်တို့မနက်နေလေးထိပေးရင်ကျွန်တော်တို့ကဒီဒိုပမင်းဟော်မုန်းမှာထွက်စေတယ်အဲ့တော့ဆိုတော့ကျွန်တော်တို့ကဒီဟော်မုန်းဒီ A1 အိပ်ဆက်ခြင်းရလဲကျွန်တော်တို့ကဒိုပမင်းနဲ့ကျွန်တော်စီရိုတိုနင်ဟော်မုန်းကိုထွက်စေတယ်အဲ့ကြောင့်ကျွန်တော်တို့ကမနက်နေကျွန်တော်8:55 မနက်၈နိုင်15မတိုင်ခင်နေကိုထိပေးရင်လေကျွန်တော်တို့ဒါ exercise ချင်းကိုအထောက်အကူအများကြီးပြုတယ်ပေါ့နော်ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီ happy hormone ပျော်ရွှင်စေတဲ့ hormone တွေထွက်တာ哦အဲ့တော့နမက်9အချက်ကတော့ကျွန်တော်တို့တရားထိုင်တာတရားထိုင်တာကကျွန်တော်တို့ dopamine hormone နဲ့ anthropin hormone ကိုထွက်စေတယ်။ anthropin anthropin ဆိုတာကျွန်တော်တို့ကစိတ်မသက်မသာဖြစ်စေတဲ့ hormone ကို ဒါစိတ်မသက်မသာဖြစ်တာကိုတတ်တာစေတဲ့ဟော်မုန်းပေါ့နော်ဒါကြီးထွက်စေတယ်နောက်တစ်ခုကကျွန်တော်တို့တခြင်းနှားထောင်ပေးပါတဲ့တခြင်းနှားထောင်ခြင်းအဖြစ်ကျွန်တော်တို့ကဒိုပမင်းဟော်မုန်းကိုထွက်စေတယ်ဒါအပြင်တဲ့တခြင်းနှားထောင်ရင်လည်းကျွန်တော်တို့တခြင်း like ဆိုတာပဲဖြစ်ဖြစ်အတန်ထွက်ပြီးတခြင်း like ဆိုလိုက်ရင် anthropin hormone ပါထွက်စေတယ်ဒါကကျွန်တော်တို့ဒီတခြင်းနှားထောင်တာကြောင့်ထွက်တယ်ပါဘောနော် နောက်တစ်ခါကတော့ကျွန်တော်တို့ကနောက်ဆုံးတစ်ခုပေါ့နော်ဒါကတော့နံပါတ်6အချက်ကနီလန်ကတော့ကျွန်တော်တို့ရဲ့ဒီအိမ်မွေးတရိတ်ဆန်လေးတွေရှိရင်တဲ့အိမ်မွေးတရိတ်ဆန်လေးတွေကိုပွတ်သက်ပေးပါတဲ့ဒါဆိုရင်ကျွန်တော်တို့ကအောက်ဆီတိုဆင်ဟော်မုန်းကိုထွက်စေတဲ့အဲ့တော့ကျွန်တော်အခုပြောတဲ့နီလန်လေးတွေကတော့နီလန်6ချက်ပေါ့နော်နီလန်6ချက်ကတော့ကျွန်တော်တို့ဒါပျော်ရွှင်စေတဲ့ဟော်မုန်းလေးတွေကိုထွက်အောင်လှုပ်ဆောင်နိုင်တဲ့ နီလန်လေးတွေပေါ့နော်ဒီထဲမှာမှအကောင်းဆုံးကတော့ကျွန်တော်ခုနကပြောတယ်ဟော်မုန်း၄ခုလုံးထွက်နိုင်တာကတော့ကျွန်တော်တို့ကလေးကျင့်ခန်းလောက်တာကဟော်မုန်း၄ခုလုံးထွက်နိုင်တယ်လေးကျင့်ခန်းလောက်တာနဲ့ယောဂနဲ့တွဲလိုက်ရင်ပေါ့နော်ဟော်မုန်း၄ခုလုံးထွက်နိုင်တယ်အဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘုသူတာတွေအများကြီးရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘုသူတာတွေအများကြီးရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ကျွန်တော်အမြဲတမ်း တွားကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင် personal growth နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါကျွန်တော်အခုနောက်ပိုင်းသင်ပေးနေရပါတော့ဒီအကြီးနေတဲ့မိတ်ဆွေတဲ့လူငယ်တို့လည်းဒါဘူဒ္ဓတာတွေအများကြီးရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူဒ္ဓတာရရှိသွားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့နော်ကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့တွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ